ညစ်ညစ်ပတ်ပတ်ချစ်သူမောင်အေဝမ်းမှာကိုဇနီးအလှခင်အေဝမ်းအကြောင်းပြောရရင်တော့ကိုပောင်ကိုကိုလန်ထောင်းတယ်လို့ဖြစ်တော်မှာပဲသို့တော်လဲပေါ့လေသူများဝင်ထောင်းတာနဲ့ရှင်ရင်ကိုထောင်းတာကမှတတလိမ့်ဦးမယ်မောင်အေဝမ်းတို့အိမ်ကိုအလဲလာတဲ့လူတွေကတော့ဧကန်းကိုအရန်သဘောကျကြတယ်ခမဧကန်းနိုင်ရမှာပကြီကားကသုံးလေးချက် ဇပွဲပေါ်မှာပန်းအိုးရှိုးကေ့စ်ထဲမှာစိတ်ဝင်စားစရာပစ္စည်းအချို့ရှိုးကေ့စ်ထဲမှာသူများတကားလို့စူတစိတ်တွေဖလားတွေထည့်ထားတာမဟုတ်ဘူးရှေးတင်ကားပြဟင်းတာအလေးပြူပဒီအဲ့လိုရှေးဟောင်းပစ္စည်းတွေထည့်ထားတာစိတ်ဝင်စားစရာပါပဲတနေ့မှာတော့ခင်အေဝမ်းနဲ့သူ့တငယ်ချင်းတို့အိမ်ဧကန်းမှာထိုင်ရင်စကားပြောနေတာအိမ်ခန်းထဲကမောင်အေဝမ်းကောင်းကောင်းကြားနေရတာပေါ့ ခင်အေဝမ်းကသူတမျက်တနိုးစုဆောင်းထားတဲ့ရှင်းဟောင်းပစ္စည်းတွေကိုခက်ကြွားကြွားပြားရင်သူကရှင်းဟောင်းပစ္စည်းစုဆောင်းတာဝါသနာပါတယ်လို့ပြောတာသူတငယ်ချင်းကအသိသာကြီးပါနှစ်ယောက်ကြားပုံကြည့်တာနဲ့နင်ရှင်းဟောင်းပစ္စည်းစုဆောင်းတာဝါသနာပါတယ်ဆိုတာငါယုံမိသားကဲအဲ့ဒါသာကြည့်မစီမဆိုင် မောင်အေဝမ်းကကြားထဲကငဲထိတ်ဂဲမှန်ခံရတယ် ဒီမောင်ဒိတ်အောင်နေပြီဆိုတဲ့သဘောပြောတာခွေးမခေဝဲရဲ့ဧကန်းကတာနာတန့်ရှင်းတာမှန်ပါရဲ့ဒါပေမဲ့မောင်အေဝန်းခမရကြွတ်တိုက်ထဲနေရတယ်လို့ပါပဲခေအေဝန်းကမျက်နာမှာတော့ကျွေမိတ်ကအလှသားမယူသိစကားပေါင်မာတော့သိစီချောင်းနေဆိုတော့ရှင်းလူကြီးတွေ ပြောတဲ့စကားလိုပါအပေါ်ရန်ရွှေမုံကျဲပေမဲ့အထဲကတော့အဟွာလေးခမရ မောင်အေဝမ်းတို့အိမ်နောက်ပိုင်းကမိဘခံနဲ့ဝင်ကြည့်လိုက်ရင်ပလင်းကွန်ကျွတ်ကျွတ်အိတ်အခွန်ရေတံဘူးကွန်မုံဘုံခွန်ပလတ်စတစ်ဘူးခွန်တွေအများကြီးအများကြီးတွေ့ရမယ်စတိုခန်းနဲ့ဝင်ကြည့်ရင်တော့ပင့်ကူအိမ်တွေ အရင်ဖဲကြည့်ရမှာပေါ့တွေ့ရမှာကတော့မိချောင်းအကျွန်းဝါယာကျိုးအပြက်တန်ကြီးတန်နေတဲ့ဓမ္မဟောင်းတစ်လက်ဂျက်ဆက်ကူပုံခွန်အရွယ်ဆုံးကျင်းမီဘူးဟောင်း အစုံအစုံတွေ့ရမယ်ဒါရီဘာလို့ဖို့လဲမေးတော့လိုရမယ်ရတဲ့ကိုကိုဘာနားလဲလို့လဲခက်ကြီးက recycle kit reuse kit တဲ့တစ်စစ်တစ်ခုကိုတုံးပြီးတဲ့နောက်နောက်တစ်ချိန်နောက်တစ်မျိုးအသုံးဝင်အောင် လုပ်တာကို recycle ခေါ်တယ်တခါသုံးသားပစ္စည်းပြန်သုံးတာကို reuse ခေါ်တယ်လို့ခေဝန်းကလက်ချအောက်တယ်ခမဟောရီရေတံဘူးကုန်ကိုငံပြားရေဝယ်ထည့်တာ reuse ပဲ မုံဘုံကွန်ထဲကိုအာပြဲချောက်ထည့်သိမ်းတာလဲ reuse ပဲဟုတ်ချင်လဲဟုတ်မှာပဲပေါ့လေ KA1 ရဲ့ reuse ကတဲလဲစုံစီတပြညာကစားလို့မကုံနဲ့ဟင်းနဲ့ထမင်းချမ်းကို နောက်နေ့မနက်မှရောသမမှွေးပြီး reuse ထမင်းကျော်ကို breakfast အဖြစ် မောင် A1 စားရတဲ့ဗျမကုံသင့်တာမကုံရတဲ့ reuse ကို မောင် A1 ကန့်ကွက်စရာမရှိပါဘူးကန့်လည်းမကန့်ကွက်ရဲဘူးခမညာ reuse လုပ်ဖို့ထားတာတွေကပြဿနာခမ ya ဟင်းအကြံတွေကြောင်အိမ်နဲ့ညအိမ်သိမ်းနေညကြပိုးဟက်တွေက ကြောင်အိမ်ထဲမှာပါတီပေးတဲ့ဗျအထူးဧည့်သည်အဖြစ်ဖိတ်ကြားခံရတဲ့ကြွက်တွေကလည်းကြောင်အိမ်နောက်ကျောက သုံးတက်သားကိုခက်ခက်ခဲခဲဖောက်ပြီးတက်ရောက်အားပေးတဲ့ဗျ KA1 reuse လုပ်ဖို့ထိမ့်သိမ်းထားတဲ့ထမင်းဟင်းတွေဂျက်ဘူးကျွတ်ကျွတ်အိတ်တွေကို ချစ်မြတ်နိုးတဲ့ အခြားအိမ်ကကြွက်တေလဲမောင်အေဝမ်းတို့အိမ်ကို ပြောင်းရွှေ့လာကြတယ်ခမစီသလားမမေးနဲ့မောင်အေဝမ်းတဘောကတော့စွန့်ချိန်တန်စွန့်ပြစ်ချိန်တန်ပြစ်ရမှာပဲချက်လာကြီးရဲ့ဆိုတဲ့ဇနီးမယားတောင်မှစွန့်ပြစ်ရအောင်မှာပဲပေမပြောတာနော်တလွဲမတွင်းနဲ့အနေရများတယ်ဟိုတလောက အမရပူရဘက်ကအလှူပွဲမှာလူတွေအစာအစိတ်သင့်နေကြတော့ မောင်အေဝန်းအရင်စိတ်ဝင်စားတယ်ဘလို့ဖြစ်တယ်လဲဘာကြောင့်ဖြစ်တယ်လဲလက်မှာပြည်တယ်နာရှိတဲ့သူတယောက်ကစက်သားနှွင်ရပါတဲ့စက်သားတွေညာဥပိုင်းမှာနှွင်ပြီးညသိထားတာ ပိုးမွေးတယ်လို့ဖြစ်သွားတာတဲ့ဒါကြောင့်အစားအစာတွေကို စားခါနီးမှကင်တွယ်ဖို့ကင်တွယ်သူတွေလက်ကိုတန့်စင်အောင်ဆေးဖို့စတဲ့ပညာပေးစကားတွေကိုလည်းမောင်အေဝန်းကလူတက်ကြီးလှုပ်ပြီး KA1 ကိုလက်ချရိုက်သဘော KA1 ကိုတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစုပေးရင်ရွှေတစိမ့်ရနိုင်တယ်ခမသူ့မှန်တင်ကုန်ပေးမှာကျွတ်ကျွတ်အိတ်တလုံးချိတ်ထားတာရှိတယ်ခေါင်းဖီးလို့ကျွတ်တယ်စပင်တွေထဲ့တာပြန်ရောက်ရင်ပတ်စံရတဲ့မိဖို့ပေးမှာလဲစက်ကူစုပ်တွေကျွတ်ကျွတ်အိတ်ကြီးနဲ့ထဲ့ထားတာရှိတယ်မိပြက်လို့မိသွေးနဲ့ချက်ရပြုတ်ရတဲ့အခါမိသွေးမိပြိုးဖို့စက်ကူတွေကိုမိရှို့တာ အဲ့ဒီအချိန်မျိုးမှာလာကြည့်စေချင်တယ်မိဘကန်တစ်ခုလုံးမိခိုးတွေဖုံးလို့ Michael Jackson stage show ဆိုးနေတဲ့အချိန်ပဲခင်ဝဲခမရတော့တနာစရာမျက်နာမှာဦးမယ်ရီပေးလို့ကြောင်ကြီးကိုအတိုင်းပဲမောင်အေဝဲတို့အိမ်မှာအပုံလိုက်ကြီးရှိနေတာကဂျာနယ်ဟောင်းသတင်းစာဟောင်းတွေပေါ်ခေအေဝဲကဆုရောက်တာအမေဒါကြရီစိုက်ကဲတဲ့မောင်အေဝဲကတော့တိတ်နားမလဲပါဘူး တရင်စာဟောင်းတွေဝဲတယ်တန်တိုတန်စာတွေဝဲတယ်ပလင်းကွန်တွေဝဲတယ်ဆိုတဲ့မိမကြီးကိုအင်ခေါ်ပြီးငွေဖော်တယ်ဂျာနယ်ဟောင်းတွေအပုံလိုက်ရောင်းနေတဲ့ခင်အေဝမ်းကိုကြည့်ပြီးနိုင်ငံရဲ့ချမ်းဟာတာတခုကိုတတိယမိတယ်တခါကလူတစုအိမ်တအိမ်ကိုရောက်လာပြီးသူတို့ကဘိုးဘွားရိတ်သားပါပေးလူစရာများရှိသလားမေးတဲ့အင်းရှင်လူရဲကရှိတာပေါ့ဗျာခဏဆောင်တော့ င်မရခမကြီးကိုတွားခေါ်လိုက်အောင်မယ်လို့ပြောတဲ့မောင်အေဝန်းလဲအဲ့ဒီဟာတာကိုတတိရပြီးအိမ်ထဲကအဟောင်းနေအားလုံးဒီမှာပဲအတွေ့အရရက်သွားတယ်ခမခင်အေဝန်းကဟိုပါတီခင်မှာလူဖြစ်တာမို့အဟောင်းပြန်သုံးတာအကျင့်ပါနေတယ်ပြောလန့်ဆနဲ့ပြောရအောင်မယ်အိမ်မှာအဟောင်းတွေကြီးမကဘူးစံစီဆက်ပြာကအစအများကြီးစုထားတဲ့အကျင့်လဲရှိတယ်ဆက်ပြာဆိုရင်လဲ တခါဝယ်ရင်10ချောင်းပုံထဲမှာမှုတွေပွင့်လို့ဟိုခေတ်တုန်းကတော့ပစ္စည်းရှားတာကို စာဆိုတော်ရှိခဲ့တာပဲဆိုရှယ်လစ်ခဲ့ဈေးမစစ်နဲ့တွေ့တော့ဝယ်ထားဈေးမများဘူးတဲ့ပစ္စည်းကရှားဈေးဟာတစ်နေ့တစ်ခါတက်နေတာမို့လူတိုင်းကတွေ့တော့ကျုံးဝယ်တဲ့အကျင့်ပါနေကြတာခုတော့ခစ်ပြောင်းပါပြီမောင်အေဝမ်းကတော့ reuse တွေလဲရှော့စေချင်တာပါပဲအိမ်မှာကြွက်ပေါ်တယ်ခမရ